မင်္ဂလာညချမ်းပါရှင်2025ခုနှစ်ဇွန်လ29ရက်နေ့ Radio Energy ပြည်တွင်းသတင်းတွေကိုတင်ပြပေးသွားပါမယ်။ကျွန်မကတော့ຫນွေဦးမမပထမဆုံးတင်ပြပေးမယ့်သတင်းကတော့ပြည်သူ့အုပ်ချုပ်ရေးယန္တရားဖော်ဆောင်မှုမှလိုက်နာရမယ့်စီမင်းစည်းကမ်းများကိုယန္တရားစင်းစင်းကတေချာစွာ စောင့်ထိန်လိုက်နာကြဖို့ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်းတဲ့သတင်းအကြောင်းအရာဖြစ်ပါတယ်။ ပြည်သူ့ချွေရန်နီယာပေါ်ဆောင်မှုမှာလိုက်နာရမယ့်စီမင်းစီကန်တွေကိုရန်နီယာအစင်းစင်းကတေချာစွာစောင့်ထိန်လိုက်နာကြဖို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကတိုက်တွန်းပြောကြားလိုက်ပါတယ်။မြို့သားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့ချွေပေါ်ဆောင်မှုဘဟုကော်မတီအစည်းအဝေးမှတ်စဉ်22မြင်းဆောင်2025မှာဝန်ကြီးချုပ်ကပြောကြားခဲ့တာဖြစ်ပါတယ်။မြို့သားညီညွတ်ရေးအစိုးရရဲ့ဂျာကာလာဒေသန္တရပြည်သူ့ချွေပေါ်ဆောင်မှုမှာအကောင့်နဲ့ဒေတာတစ်ခုဖြစ်တဲ့စကိုင်းဒေတာဟာ သူတို့ရဲ့ဂျာကာလာဖွဲ့စည်းပုံခြေကဥပဒေကိုလွတ်တော်ခေါ်ယူပြီးအတည်ပြုနိုင်ခဲ့ပြီဖြစ်ပါကြောင်းစကိုင်းဒေသအတွင်းမှာရှိကြတဲ့တော်လင်းဖွဲ့စည်းတွေခုလိုစုစုစည်းစည်းနဲ့လှုံ့ဆော်နိုင်ကြတာဟာတော်လင်းရဲ့အတွက်များစွာအကျိုးရှိတဲ့ကိစ္စဖြစ်လို့ကြိုးဆိုပါကြောင်းနဲ့ဒီသူအချို့ရန်နေရဖော်ဆောင်မှုမှာလိုက်နိုင်ရမယ်စီးမျက်စိကံများကိုရန်နေရအစဉ်စဉ်ကတေးကြစွာစောင့်ထိန်လိုက်နာပြီးဆောင်ရွက်ရမယ့်တာဝန်တွေအပေါ်မှာကျေမွန်စွာလှုံ့ဆော်ဖို့လဲလိုသလိုလုပ်ငန်းဆောင်ရွက်မှုတိုင်းဟာပြည်သူအကျိုးကိုသာပဲရှေ့ရှုလှုံ့ဆော်ကြရမယ်ဆိုတဲ့အသည့်လေးနဲ့ ဝန်ကြီးဌာနအချင်းချင်းတရားစွာချိတ်ဆက်လှုံ့ဆော်သွားကြဖို့တိုက်တွန်းပြောကြားလိုပါကြောင်းဝန်ကြီးချုပ်ကပြောပါတယ်။စီဝေတို့ပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းဦးဆောင်ပြီးပြည်တော်စုဝန်ကြီးများဒုတိယဝန်ကြီးများမြေနဲ့အတွက်ဝင်များတွဲဘက်တွင်းဝင်များနဲ့ဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်ရှင်။စီအိုစုရဲ့ကလေးတငယ်များပေါ်ကြီးလေးတဲ့ကျူးလွန်ချိုးဖောက်မှုအရေးအတွက်ဟာ2023ခုနှစ်ကထက်25ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ ကုလဆိုင်ရာမြန်မာသံတမကြီးပြောကြားတဲ့တရင်ကိုဆက်လက်တင်ပြပေးပါမယ်။နယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂဌာနချုပ်လုံခြုံရေးကောင်စီမှခုနှစ်ဇွန်လအတွက်လှည့်ကြောက်ဥက္ကဋ္ဌဖြစ်တာဝန်ယူဆောင်ရွက်နေတဲ့ဂိုင်ယာနာနိုင်ငံကကလေးသင်ငယ်များနဲ့လက်နက်ကိုင်ပိပခခေါင်းစဉ်နဲ့တကားဖွင့်စီဝေတစ်ခုမှာကုလဆိုင်ရာမြန်မာသံတမကြီးဦးကျော်မုံထွန်းကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။၂၀21ခုနှစ်ဖေဖော်ဝါရီလမှာဖြစ်ခဲ့တဲ့ဆီယနာသိန်းခဲစဉ်ကစပြီးကလေးသင်ငယ်တွေပေါ်ကျူးလွန်တဲ့ကြီးလေသောချိုးဖောက်မှုတွေတိတိတသာမြင့်တက်လာခဲ့ရမှာ မြမကလေးငယ်တွေထိခိုက်အောင်ကျူးလွန်နေတဲ့တရားခဏ်ဟာဆေးဥစုဖြစ်တဲ့ဆိုတော့ငင်းပွားဝင်ရမရှိဘူးလို့စီဝေးတက်ရောက်လာတဲ့တွေကိုမြမသမတ်ကြီးကရှင်းပြခဲ့ပါတယ်။မြမနိုင်ငံကကလေးငယ်တွေဟာအခြေခံကျတဲ့ပညာသင်ယူခွင့်နဲ့ကျမရေးဆိုင်ရာအခွင့်အရေးတွေဆုံးရှုံးနေတဲ့အပြင်စစ်တပ်ကကျူးလွန်နေတဲ့ရဆက်ကြံကြုံမှုတံကိုလည်းအချိုးမညီများစွာနဲ့ခါးစည်းခံနေရတာကရှင်းလင်းမြင်သာစေတယ်လို့ဆက်ပြီးပြောကြားခဲ့ပါတယ်။မြို့သားညီညွတ်အစိုးရအနေနဲ့ဒီအကြောင်းအရာကိုဦးစားပေးကိစ္စရဲ့တစ်ခုအနေနဲ့ကင်တွယ်ဆောင်ရွက်နေပြီး လေးသင်ငယ်တွေပေါ်ကျူးလွန်တဲ့ကြီးလေးတဲ့ချိုးဖောက်မှုတွေရပ်တန့်စေဖို့နဲ့ကလေးသင်ငယ်အခွင့်အရေးမြင့်တဲ့ကာကွယ်စောင့်ရှောက်နိုင်ရတဲ့ပိုပြီးပူပေါင်းဆောင်ရွက်နိုင်ဖို့သက်ဆိုင်ရာကုလသမဂ္ဂအေဂျင်စီတွေနဲ့နိုင်ငံတကာကမိဖက်အဖွဲ့အစည်းတွေကိုအစဉ်တစိုက်ဖိတ်ခေါ်ခဲ့တယ်လို့သိပေးခဲ့ပါတယ်။ဒါကြောင့်လူချင်းကောင်စီအနေနဲ့ကလေးသင်ငယ်တွေအသက်ဆုံးရှုံးနေတာအနာဂတ်ပျောက်ဆုံးနေတာတွေကကာကွယ်ပေးဖို့မဆိုင်မတွလှုံ့ဆောင်သင့်တယ်လို့လည်းအကြံပြုပြောဆိုထားပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံကကလေးငယ်တွေကုလသမဂ္ဂနဲ့နိုင်ငံတကာအသက်ဝန်ပေါ်ယုံကြည်မှုနဲ့မျှော်လင့်ချက် ပြန်လည်ရရှိအောင်ဆောင်ရွက်ပေးဖို့လူကြွေးကောင်စီနဲ့နိုင်ငံတကာအသိုက်အဝန်းတွေနဲ့မြန်မာပြည်သူတွေအထူးသဖြင့်မြန်မာကလေးငယ်တွေပေါ်နောက်တစ်ချိန်မပြတ်ကွက်ဖို့အလေးထားတောင်းဆိုခဲ့ပြီးချက်ချင်းပြတ်သားစွာလှုံ့ဆော်ပေးဖို့တိုက်တွန်းခဲ့ပါတယ်ရှင်။မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးအိုဘိုထောင်စေယုံမှဒီကနေ့မနက်ကွယ်လွန်တဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာဥပ္ပထောင်စေယုံမှဒီကနေ့မနက်ကွယ်လွန်တိမ်မာသွားခဲ့ရကြောင်းသတင်းရရှိပါရတယ်။ မလီတန်လွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးအိုဘိုထောင်စေယုံတွင်ယနေ့နနက်ကကြာဆုံးသွားပါပြီလို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကခင်မင်းရင်းနှင်းသူတို့ကလည်းအသိပေးဆိုထားပါဗါး2021ခုနှစ်ဖေဖော်ဝါရီလတွင်စစ်တကနိုင်ငံတော်အာဏာကိုလွှတ်ယူပြီးနောက်ပိုင်းနိုင်ငံတော်အကြီးအကဲများကိုဖမ်းဆီးရမှာမလီတန်လွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးလည်းမတရားဖမ်းဆီးခံခဲ့ရပါတယ်ဂျမတ်စကောင်စီသည်ပြည်သူများကိုဥပဒေမဲ့မတရားဖမ်းဆီးခဲ့ရဖမ်းဆီးခံရသူ18434ဦးရှိပြီးအဲ့ဒီထဲမှာ ဖွဲ့ချုပ်ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်145ဦးနဲ့ဖွဲ့ချုပ်ပါတီဝင်2496ဦးတို့ပါဝင်တယ်လို့မြူသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကထုတ်ပြန်ထားပါတယ်ရှင်။နောက်ထပ်တင်ပြမယ့်သတင်းကတော့ပြည်ပခအခြေအနေများတွင်လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုပပရာရေးနှင့်သကုံဝိုင်းဆွေးနွေးပွဲကျင်းပမယ့်သတင်းဖြစ်ပါတယ်။ပြပကအခြေအနေများတွင်လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုပပရာရေးနှင့်သကဝိုင်းဆွေးနွေးပွဲကိုဇွန်လ28ရက်နေ့စနေနေ့မြမဆန်တော်ချိန်ည6:00နာရီမှာ Ministry of Women Year and Children Affairs Page နဲ့ Radio NUG အပါဝင်သတင်းဌာနတွေကတိုက်ရိုက်ထုတ်လင်းပြသမှာဖြစ်ကြောင်းမြို့သမီလူငယ်နဲ့ကလေးသငယ်ရာဝန်ကြီးဌာနကဖော်ပြကြေညာပါတယ်။ပါဝင်ဆွေးနွေးမဲ့ပုဂ္ဂိုလ်များမှာဒေါက်တာညွန်ကြားရေးမှူးမြို့သမီနဲ့ဂျန်နာဌာနမြို့သမီလူငယ်နဲ့ကလေးသငယ်ရာဝန်ကြီးဌာနဒေါ်မေစပယ်ဖြူမြို့သမီလူခွင့်ရေးကာကွယ်စောင့်ရှောက်သူမချောစုဟန် Women Lion ဘာမှာဒေါက်တာချာလီတွဲဘက်တာဝန်ကမိခင်ကလေးမွေးကင်းစမျိုးဆက်ပွားနဲ့ ပြိုရွယ်သူကျမ်းမာရေးကျန်းမာရေးဝန်ကြီးဌာနတို့ဖြစ်ကြပါရရှင်။ဆလဘီနိုင်ငံတကာစာချုပ်များရကျန်းဖတ်မှုကိုလှုံ့ဆော်နေသူများသာမကခွင့်ပြုမဲ့ပြည်သူများမှလည်းတာဝန်ရှိတဲ့ဆိုတဲ့အကြောင်းအရာကိုတင်ပြပေးပါအောင်မယ်။နိုင်ငံတကာစာချုပ်တွေရကျန်းဖတ်မှုကိုလှုံ့ဆော်သူတွေသာမကပဲခွင့်ပြုမဲ့ပြည်သူတွေမှလည်းတာဝန်ရှိတယ်လို့လူခွင့်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါရတယ်။လူခွင့်ရေးဆိုင်ဝန်ကြီးဌာနကကာယူရရှိထားတဲ့အချက်လက်တွေရ2021ခုနှစ် အာနာသိန်းရန်ကြိုးပမ်းမှုဖြစ်စဉ်နောက်ပိုင်းကျမတ်စိယုစုဟာကလေးတငယ်များနဲ့မြို့သမီးများပါဝင် ပြည်သူများကိုဖမ်းဆီးစဉ်အကြမ်းဖက်ထိန်းသိမ်းကစုံစမ်းစစ်ဆေးစဉ်မှာလည်းအကြမ်းဖက်မှုများပြုလုပ်ခဲ့ပြီးလူသေဆုံးသည့်အထိဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ပေါင်း385မှုရှိကြောင်းတွေ့ရှိရပါတယ်။နှိမ့်ဆက်ညှဉ်းပန်းမှုကိုခံစားနေရတဲ့ပြည်သူတွေရဲ့ခြေနေတွေကခုချိန်ထိရှိနေစေပါပဲ။ကျမတ်စိယုစုကနေရာတိုင်းမှာနှိမ့်ဆက်ညှဉ်းပန်းမှုတွေလှုံ့ဆော်နေတဲ့ကျူးလွန်ခံရသူတွေကချက်ချင်းလိုအပ်တဲ့ကူညီမှုတွေလိုအပ်တယ်လို့ ီလိုမျိုးနှိမ့်ဆက်ညှဉ်းပန်းမှုရဲ့ရလဒ်တွေကတမိုင်းတစ်လျှောက်မှာထိခိုက်နိုင်တဲ့အတွက်ပြန်လည်ကုစားပေးဖို့ရည်ကြည်ပါတယ်။နှိမ့်ဆက်ညှဉ်းပန်းခံရတဲ့သူတွေကြုံတွေ့ရတဲ့စိတ်ပိုင်း၊ရုပ်ပိုင်း၊နာကျင်မှုကိုကာကွယ်ကူညီဆောင်ရှောက်ပေးတဲ့စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုအစီအစဉ်တွေကျမရဲ့ကူညီဆောင်ရှောက်မှုတွေလိုအပ်တယ်။ဒါအပြင်နောက်ထပ်မျိုးမဖြစ်ဖို့အတွက်ကျမစစ်တပ်အပါအဝင်လနဲ့ကိုင်းတက်ဖွဲ့တွေအတွက်ဥပဒေရေးရာရနိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီပြဋ္ဌာန်းပေးဖို့လိုအပ်ပါတယ်လို့ Energy လူခွေရဲ့ဝန်ကြီးဦးအောင်မျိုးမင်းကလည်းပြောကြားထားပါတယ်ရှင်။ ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့ຫນွေဥပန်းကနေအန်ထုတ်ကုံအစ်ကိုစတင်မိတ်ဆက်တဲ့သတင်းဖြစ်ပါတယ်။ຫນွေဥပန်းကနေအန်ထုတ်ကုံအစ်ကိုစတင်မိတ်ဆက်လိုက်ပါတယ်။2024ခုနှစ်တွင် SDB token ပိုင်းရှင်တို့အတွက်6လတစ်ကြိမ်ယာနုံပြည့်ဗန်အမျက်ဝေစုဖြန့်မှုမှုများကိုဘုတ်ဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ညီဆောင်ရွက်နိုင်ခဲ့ပြီးဒီနှစ်မှာတော့အမျက်ဝေစုခွဲဝေမှုပုံစံကို NCC ဖြင့် token ပိုင်းရှင်များမှကိုယ်တိုင်အလွယ်တကူစိတ်ကြိုက်စာရင်းပေးသွင်း subscribe ရုပ်ဖြင့် US ဒေါ်လာဝင်ငွေအဖြစ်နေစဉ်ရယူနိုင်မှာဖြစ်ပါတယ်လို့မျိုးဥွင့်မျိုးရေး SDB Bank ကအသိပေးဆိုထားပါတယ်။အနည်းဆုံးတိုကင်ပမာဏ400 SDB မှာစတင် Subscribe ပြုလုပ်နိုင်ပြီး Annual Percentage APY နှုန်းထားနဲ့အခြားသတ်မှတ်ချက်များအတိုင်းနေစဉ်ပြန်မြဝင်ငွေတိုးပွားနေမှာဖြစ်လို့စာရင်းပေးသွင်းကြည့်ဖို့ဖိတ်ခေါ်ထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့ကိုခန့်နဲ့တာကီတို့မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။